ဝက်တော့ဆိုင်ကယ်တွေဖမ်းတယ်ဆိုတဲ့အကြောင်းအရာပြောချင်တာတကယ် short ပေါ့နော်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေဖမ်းတဲ့ကိစ္စအဲ့တော့လိုင်စင်မဲ့ယာဉ်တွေအခုပြည်သူကြားမှာကစီးနေကြတယ်ဟုတ်တယ်မှန်တယ်လိုင်စင်မဲ့ယာဉ်တွေဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်မြန်မာနိုင်ငံမှာလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေဝင်လာတာက ားလုံးမင်္ဂလာမြေ MK Entertainment Channel ကိုကြိုဆိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပြင်းတဲ့သတင်းလေးကအရောင်းမှရေးချသတင်းလေးပြ။ဒီသတင်းလေးကဘာလဲဆိုရင်ဒီ license မဆိုင်ကယ်လေးဝတ်တောက်ကားတွေကိုဖမ်းနေလို့ဖမ်းဖို့တောင်းဆိုလာတဲ့ပြည်ပန်လေးကျွန်တော်မျိုးပြသက်တစ်ဆက်ပြီးတော့ဖြစ်ပါတယ်။ဒါဆိုရင်တော့ပြည်ပန်လေးဆက်လိုက်အောင်။ဖန်ဆင်းမဲ့ရင်တွေဖန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်မြန်မာနိုင်ငံမှာလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေဝင်လာတာက စကားစဂိတ်တွေအစင်းစင်းရနေကြောပြီးတော့ဝင်လာအနေနဲ့ကားဆိုင်ကလေးဖမ်းလိုက်တဲ့အခါမှာကားကိုမပြောလို့ဆိုင်ကလေးကိုပြောမယ်ဆိုင်ကဆိုတာကအခြေခံလူဒန်းစားနဲ့အောက်ခြေလူဒန်းသားတွေအများဆုံးသုံးတဲ့ဆိုင်ကဖြစ်တယ်အဲမြို့ရက်ဒေတာမှာစိုက်တွဲနဲ့ဆွဲတယ်ကယ်ရီဆွဲတယ်အခြေခံလူဒန်းသားတွေ ဲ့တော့ဒီဆိုင်ကယ်တွေကိုအခွန်ကင်းလို့ခွင့်နဲ့လိုင်းစင်ချထားပေးလို့ရပါရဲ့နဲ့ကားဆိုင်ကယ်တွေကိုဖမ်းတယ်အခုချိန်ကကြောင်းဖွင့်ချိန်လည်းဖြစ်တယ်အဲကြောင်းဖွင့်ချိန်ဖြစ်တဲ့အတွက်ကဒီအများစုပေါ့နော်အဲတေချာဘောက်ကတော့85ရာခိုင်နှုန်းလောက်ကလိုင်းစင်မဲ့ဆိုင်ကယ်လေးတွေနဲ့ ကျောင်းပုတ်ကျောင်းကျူလုံနေရတဲ့အချိန်မှာဒီစံကလေးကိုဖမ်းတဲ့သူတို့ဒီကလေးတွေရဲ့ပညာရေးအစပြီးတော့ဒါနှောင့်နှေးသွားပါဘောနော်စစ်ကောင်စီပညာရေးပေါ့စစ်ကောင်စီပညာရေးပဲဖြစ်ဖြစ်ဒေါ်လန်ရေးဘက်ကနေပြီးတော့ဂျာကာရာပညာရေးပဲဖြစ်ဖြစ်ပညာရေးရဲ့ပညာရေးပဲအဲ့တော့ဒီကလေးတွေရဲ့ပညာရေးအစနှောင့်နှေးသွားအဲလူတချို့ကရှိတယ်ဒီကိစ္စကိုလက်ခုပ်လက်ဝါးတီးပြီးတော့ဩဘာပေးဆန္ဒသိမ်းမရှိဘူးပြောမှာပေါ့ လူဆိုတာသာနာသိရှိမှလူလို့ခေါ်တာကလေးငယ်တွေပညာသင်ဖို့ခက်ခဲသွားတချို့ကြောင်းနဲ့နေတယ်တချို့ကြောင်းနဲ့ဝေးတယ်တချို့ရွာတွေကနေပြီးတော့ကြောင်းသွားတက်ရတယ်ကလေးငယ်တွေရှိရဲ့အဲဒီကလေးတွေပညာဘယ်လိုဆက်သင်ကြမလဲအဲ့တော့ဒီအရာတွေကို free license လုပ်ပေးလိုက် ရ60စီမံချက်နဲ့လောက်လာရ60ကျော်သွားလို့ရှင်လောက်မပင်းနဲ့ကြောက်တဲ့ကြော်လို့ရှိရင်ကားရောဆိုင်ငယ်ရောလိုင်စင်မပါဘဲနဲ့ရောင်းနေတဲ့ဆိုင်ငယ်ရှိုးရုံကားရှိုးရုံတွေကိုထိရောက်တဲ့ရေယူမှုလောက်လိုက်လေအခုတော့ကားတစ်စီး5သိန်းဆိုင်ကတစ်စီး2သိန်း3သိန်းဆိုတော့ဒန်ကြီးဆိုတဲ့ပုံစံနဲ့ဖြစ်နေလိုင်စင်နဲ့ရောင်းရင်ပြည်သူကလိုင်စင်နဲ့ဝယ်စီးမှာဝက်တော့ရောင်းရင်ဝက်တော့စီးမှာ ဝက်တောက်မရှိရင်ဝက်တောက်စီးကျင်လို့မြေလူးနေလို့စီးရမရှိဘူးအဲ့တော့ဒါငလျင်ဘေးဒဏ်ကိုကြတော့ဘာမှလောက်မပေးနိုင်မယ်နဲ့ပြည်သူကိုတတ်တမှတ်ကိုဒုက္ခပေးတာပြည်သူကိုချနေတာလို့ခေါ်တယ်ဒါပြည်သူများသိသိချင်းလို့ပြောတာခဏတို့ခေါင်းခေါင်းခံနေသေးတော့နင်းခံနေရအောင်ပါပဲသိလားဟယ်လိုဒီနေ့ချွေးရုပ်ပြောချင်တာလေးရှိလို့ပါ ြောခြင်းတဲ့အကြောင်းအရာခြံရောင်းတဲ့အကြောင်းအရာပြောခြင်းတာမဟုတ်ဘူးပြောခြင်းတဲ့အကြောင်းအရာကဝတ်တောက်ဆိုင်ကယ်တွေဖမ်းတယ်ဆိုတဲ့အကြောင်းအရာကိုပြောခြင်းတာတကယ် short ပေါ့နော်ဘာ short လဲဆိုတော့အခြေခံလူတန်းစားတွေအတွက်ငိုရတဲ့ short ပဲလားမြန်မာနိုင်ငံမှာဝေတောက်ကားတွေဖမ်းလို့အခြေခံလူဒန်းစားတွေဒုက္ခမရဘူးမြန်မာနိုင်ငံမှာအခြေခံလူဒန်းစား85ရာခိုင်နှုန်းလောက်ရှိတယ်အားလုံးချမ်းသာမနေဘူး တနေ့လုံးတနေ့စားရင်လည်းအများကြီးရှိတယ်။ရွှေဟုတ်ရှိမှဆိုရင်ရွှေဟုတ်ရှိမှဆိုရင်စိုက်ကဲကိုဝဲတောက်ကိုတော့အကောင်းသားကြီးဝယ်စည်းနိုင်တာမဟုတ်ဘူး။ဝဲတောက်ကိုဆက်ယုံကချတာနဲ့ဝယ်စည်းနိုင်တဲ့လူတယောက်မှမမြင်ဘူး။ရွှေဟုတ်ကိုယ်တိုင်လည်းဝဲတောက်ကိုအဲ့လိုမျိုးဆက်ယုံကချတာဝယ်မစည်းနိုင်ဘူး။ချစ်ကုတ်စုပြီးတော့မှသုံးသိန်းတန်စိုက်ကဲလေးစီးလို့ရလားအေးကြောက်ကြက်ကြောက်ကြက်ဗရိတ်ကိုမနှဲညင်အဲ့လိုစိုက်ကဲလေးကိုဝယ်ချတာဒီမှာ။နော်။တပတ်နွမ်းမဟုတ်ဘူးနှစ်ပတ်နွမ်းသုံးပတ်နွမ်းနေဝယ်ကြတာ ဝယ်ပြီးဘာလုပ်ရလဲသိလားဒီမှာလေးစိုက်ပျိုးရေးတွေလုံကြတယ်စိုက်ပျိုးရေးထဲမှာရှိနေတဲ့အခုရွှေရိုးရှိမှာစိုက်တယ်ဆိုရင်ငပြောစိုက်တယ်ငပြောတွေကိုခွာချင်းပေါ်တင်ပြီးတိုက်တယ်ခွာချင်းနဲ့စိုက်ကဘော်တင်ပြီးတော့တိုက်ပြီးတော့သွားရောက်ရတာကုံတယ်စီရောနော်ကုံတယ်စီကိုသွားရောက်ရတာအဲ့ဒီလူတွေကသူ့ရဲ့မိသားစုအနောက်မှာရှိတဲ့မိသားစုတွေကိုအဲ့ဒီလိုလိုလုပ်ပြီးတော့ကျွေးရတာအဲ့စိုက်ကလေးနဲ့ပေါ့နော်ပြောရရင်အဲ့တော့လူကြီးမင်းတို့အဲ့လိုမျိုး ခွာချင်းကြီးနဲ့ငပြောတွေတိုက်လာတဲ့ సైకిల్ နောက်ပြီးဟိုဇပလင်တွေတိုက်လာတဲ့ సైకిల్ လူကြီးမင်းတို့ဘယ်လိုနှလုံးသားမျိုးနဲ့ဖမ်းကြလဲသူတို့ရဲ့နောက်မှာရှိနေတဲ့ကလေးတွေသူတို့ရဲ့မိသားစုသူတို့ရဲ့မိန်းမတွေမိန်းမတွေဆိုများပါမိန်းမသူတို့ရဲ့မိန်းမသူတို့ရဲ့ကလေးတွေဘယ်လိုလုပ်ကျွေးနေတယ်ဘလို့ခန္ဓာကိုယ်နဲ့ရင်းပြီးတော့ဘလို့မာဆယ်ရီနဲ့လောက်ကျွေးနေတယ်ဆိုတာလူချင်းမင်းတို့သိရလား ဘလို့ idea မျိုးနဲ့ဒီဥပဒေကိုထုတ်လိုက်လဲမသိဘူးဥပဒေတစ်ခုထုတ်ရင်လှုပ်ရှားတဲ့လူတွေတပြောရေးရှိတယ်ကျမောက်ဖမ်းကျင်လဲဖမ်းလို့ရမတက်နိုင်တော့ပြောချင်နေတာဥပဒေတစ်ခုနိုင်ငံတော်စီမံချက်တစ်ခုထုတ်တိုင်းမတမာမှုတွေအများကြီးရှိတယ်အဲ့ဒါကိုဘလို့ဖြေရှင်းမှာလဲအခုဖမ်းသွားတဲ့ సైకిల్ တွေပြန်ပေးမှာလားဖမ်းသွားတဲ့ సైకిల్ တွေကို license လုတ်ပြီးပြန်ပေးမှာလားနိုင်ငံတော်ဘန်နာတိုးစီမြန်မာနိုင်ငံမှာ license မဲ့တွေအများကြီးရှုပ်ထုတ်ကိုနိုင်ကို license မဲ့စီးနေတာ လိုင်စင်မဲ့ excite တွေစီးနေရတာလိုင်စင်လုတ်ဖို့လွယ်လို့လားပတ်စံဘယ်လောက်ပေးရမလဲအခုအဲ့ဒီလိုမျိုးဆိုရင်အလွယ်တကူကြအောင်အဲ့လိုင်စင်တွေအကုန်လုံးအဲဝက်တောက်တွေအကုန်လုံးလိုင်စင်လုတ်ပေးပါအလွယ်တကူလိုင်စင်လုတ်ပေးပါမဟုတ်ရင်တော့အခြေခံလူတန်းစားတွေတော်တော်ဒုက္ခရောက်မဲ့ညွန်ကြားချက်စီမံချက်ဥပဒေလို့ရွှေရုပ်ပြောပြစေအခုလက်တော်ပြည်သူ့ကြားမှာပွက်လောကျန်နေတာကလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေဖမ်းတဲ့ကိစ္စ အဲ့တော့လိုင်စင်မဲ့ရှင်တွေအခုပြည်သူကြားမှာကစီးနေကြတယ်ဟုတ်တယ်မှန်တယ်ခစ်ဆက်ဆက်စီးနေတာပဲဗျာနော်အဲ့တော့လိုင်စင်မဲ့ရှင်တွေကိုလူကြီးကလမ်းညွှန်လိုက်တယ်ဝင်ကြီးဌာနအကောင့်တွေဖော်လိုက်တယ်မမြန်လုံးလားမြန်လုံးတော့ဗောဗျပြည်သူတွေကိုအသိပညာပေးဖို့နေဗျာအသိပညာအဲ့တော့လိုင်စင်မဲ့တွေလိုင်စင်မဲ့တွေရှင်စီးတဲ့အတွက်နိုင်ငံတော်တွေအခွင့်အရေးမရဘူးဒီလိုင်စင်မဲ့ရှင်တွေကိုအသုံးချပြီးတော့အဖြစ်မောက်လုပ်ငန်းတွေလုပ်ရင်ဟုတ်လားနော်ဒီအဖြစ်မောက်လုပ်ငန်းတွေကိုဥပဒေတားဆီးရေးမှာ အနောက်ရှက်ဖြစ်စေတဲ့အကြောင်းလေးတွေကိုပြည်သူကိုသိအောင်ခြောက်ရလေတချို့ပြည်သူကမသိဘူးဗျာတကယ်အယုံခံကြီးဒီနိုင်ငံမှာခြေခံလူလွတ်သားတွေကဟိုမိမိဒီဒီဟာလေးတွေနဲ့ဟိုလာလုပ်ငန်းလေးတွေစောင်းနေတယ်စောင်းနေကြတာတချို့ဥပဒေတွေနားမလည်ဘူးနော်ဥပဒေတွေနားလည်မလဲပြုတ်မြင်နေတယ်တက်ဆိုင်ရမြို့နယ်ရောက်ကုန်တယ်မှာတချို့ကတ်ထားတာမရှိဘူးဗျာနော်ခြောက်ထားတာလည်းမရှိဘူးအဲ့တော့ဗျာဘလို့ပဲဖြစ်ဖြစ်ခုကကြောင်းဖွင့်ရှားပြီနော်ကြောင်းဂျိုပုတ်နော်မိမိတို့ရဲ့လုပ်ငန်းလေးတို့ဒီဆိုင်ကအစုံလေးတွေနဲ့တွားရတာအားလုံးစီပင်နေကြတဲ့က လက်တော်တာကြီးလုံးလိုက်တော့သွားပြီးဒုက္ခရောက်သွားပြီအဲ့တော့နိုင်ငံမှာအခြေခံလူဒဏ်သား60ခုရအောင်လို့ရှိတာတော့ချားတာတဲ့လူကလက်တဆုပ်စာလက်ချိုးရေးတက်လို့ရတယ်အဲ့တော့လက်တဆုပ်စာလက်ချိုးရေးတွက်တဲ့လူတွေကလည်းမိမိမှာကိုယ်ပိုင်ကားရှိတာနဲ့အဲ့ကိုယ်ပိုင်ကားတွေကိုလိုင်စင်ပဲတွေပွားပြီးတော့စီးနေတာအဲ့လိုစီးနေလူတွေအများကြီးတော့အများကြီးအေးအဲ့ဒါကိုမြို့တိုင်းမြို့တိုင်းမှာရင်နဲ့ပတ်သက်ပြီးတောင်းရှိတဲ့လူတွေဒါလည်းတိပိသားတိပိသားတော့အကြေးရရပြီးတော့အခါကျုံးကြီးယူပြီးတော့ဒါတွေကိုအသုံးပြုခိုင်းနေတာ နော်ဒါတွေကကျွန်တော်အမြင်တော်ရတယ်မပေါ်ထုတ်ချင်အဲ့တော့ဗျာဒီအခြေခံလူတန်းစားတွေကိုသိအောင်အရင်ဆုံးလုပ်တင်တယ်လုပ်ပြီးမှဒီ2026ဆောင်မတဲလောက်ကနေစပြီးတော့ဖမ်းပါဗျာ6လောက်တော့အချိန်ပေးတာရယ်ဒါဆိုရင်ကျွန်တော်တို့ရှင်းပါနားလည်ပြီးလို့ရတာပေါ့နောက်တစ်ချက်ကဗျာဟိုအခုဒီဂျင်းတွေကိုဖမ်းတဲ့ကိစ္စကရှင်းပါအစိုးရလူကြီးကလမ်းညွှန်မှာပုံတော့အရင်ကတည်းကလမ်းစမဲ့ဂျင်းတွေမစီးအောင်ဆိုပြီးတော့လမ်းညွှန်ထားတာရှိပြီးသားကျွန်တော်တို့ဆိုရင်အဲ့လမ်းညွှန်ထားတာသိတဲ့အတွက် ဒါယနေ့အချိန်ကြီးတာခံစမိတ်ဆိုစီကိုမစီရတာဒါပေမဲ့ဗျာခေအနေထားကြခုဆိုရင်ကလင်ကပီးရှိတယ်နောက်တစ်ချက်ကကြောင်းဖွင့်ရသည်လည်းဖြစ်နေတယ်ပြည်သူကပြည်သူသားမှနိုင်ငံအနှံ့မှာစစ်မဲ့တွေကလည်းဖြစ်ပွားနေတယ်အဲ့လိုဖြစ်ပွားနေတဲ့အချိန်မှာအဝင်ကကြာဤတာတွေဖန်စီဖို့တွေ့ဟုတ်လားဖန်စီဖို့ဆိုတာတဲ့လူကြီးကဘလို့လမ်းကျွလိုက်တယ်လို့မသိဘူးနော်အဲခလည်းဝင်ကြီးဌာနတော့ဟုတ်လားရင်ကိုဖန်တယ်ပြီးရင်ဒံငွေဆောင်တယ်ဒံငွေမဆောင်ရင်လည်းထောင်ထားဆိုပြီးတော့လုပ်လိုက်တယ်အဲ့တော့အဲ့ဒီဟာကြီးကို ချိန်ပြပါသေးတယ်ဗျာပယ်ဖျက်ပြလို့မရဘူးလားเนาะပြည်သူတွေဗျာမြို့နယ်ခရိုင်စဉ်စီးတဲ့ရှင်လေးတွေဖြစ်တတ်မှတ်ပြီးတော့ဆိုင်ကယ်တွေကိုခုံဆောင်ခိုင်းလို့မရဘူးလားဟောကားတော့ဒါခက်ဆက်ဆက်ဘလို့မဝတ်တော့ကလက်ခံလို့မရအောင်เนาะခြေကလူရဲစားတွေတွေဒီဆိုင်ကယ်လေးတွေကိုမြို့နယ်အစဉ်ခရိုင်စဉ်စီးတဲ့ဟလာခွန်ဆောင်ပြီးတော့နံပါတ်ပြားလေးလုပ်ပြီးတော့စီဝင်ပြုတ်လိုက်ပါလားဗျာနော်ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြန်ဖန်ဒီလောက်ပါပဲဒီဗျူဖန်လေးကတော့ဒီ license မဲ့ဆိုင်ကယ်တွေကားတွေဖန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီမဖမ်းဖို့တောင်းပန်လာတဲ့ဗီဖိုင်လေးကိုကျွန်တော်အမျိုးပြသက်တက်ဆက်ပေးသွားတာဖြစ်ပါတယ်ဒီဗီဖိုင်လေးလည်းအများသူငါတည်ရန်လို့ like and share လေးပြီးလုပ်ပေးဖို့တန်းစီကျင်ပါတယ်ဒီဗီဖိုင်လေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲ့အတွေ့အကြုံနဲ့ထင်မြင်ဆက်ချက်တွေလည်းကျွန်တော်က comment မှာမှတ်ချက်ပေးခဲ့လို့ရတယ်ကျွန်တော် channel နဲ့ဘူးတူရရတဲ့အကြောင်းနဲ့ဆယ်လေးတင်အစ်တွေကိုမြန်မြန်တက်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဘေးနဲ့ notification လေးကိုပါနှိပ်ခဲ့ပေးဖို့တန်းစီကျင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတရားချင်းနဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုပြန်ဆောင်ရမယ်တရား